ခொနရသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဘေရောသရန် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါနဲ့။ဒီကနေ့မှာတော့ခொနရသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆ ्याम မယမင်းစလီမဟောကြားထားသော2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့အတွက်တရက်စာကြံပြုဟောစတန်ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါတယ်။အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမြတ်သားဆိုသလို subscribe လေးနေပြီးကိုတောင်းဆိုပါရစေ။အစ်တင်နိုင်တီအောင်လဲဘေးနားခေါင်းလုံးလေးကိုလည်းနှိပ်ထား ပေးခဲ့ဖို့မမိနဲ့နော တနေ့လိုသားသမီးများတွေတနေ့တာဟော့စတန်ဆက်တူရှယ်ယာကိစ္စများနဲ့ပတ်သက်ပြီးအထူးကောင်းမွန်သော နေ့ဖြစ်ပါတယ်။ပညာအသစ်တစ်ခုရတဲ့တဲ့မိတ်ဆွေပေါင်းသမီးများနဲ့ပတ်သက်ပြီးစိတ်ညစ်ဆရာစိတ်တော်ကရောက်ဆရာများကြုံရတတ်ပါတယ်။ကောင်းတစ်ချမ်းကြိုက်တတ်တယ်။အခြေရေးမှာတာယာနေမယ်။တေကိုမှာသောကဏ္ဍများချိုးပေးပြီးကံကောင်းသောရောင်မှာအဝါရောင်ဖြစ်ပါတယ်။ရရရမိမိရဲ့ရှိပြားမှာအုံလို့ကောက်ဆွဲကတ်လို့ပါ။တနေ့လိုသားသမီးများလုံးကိုစိတ်နှပြန်ကြမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံပုံရရှိကြပါစေ။ တနင်္ဂနွေသားသမီးများတွေတိုက်ဆိုင်မှန်ကမကကော်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော် တနင်္လာသားသမီးများတွေတနေ့တာဟော့စတယ်အလုံးမအိမ်မှာပူပင်တော့ကရင်းများနေမယ်စိတ်လိုမကြစရာရင်းများနေမယ်ဝေကြီးကံကောင်းပါတယ်ရွှေလဝရဏအလှကိုအနုပညာနဲ့ပတ်သက်သောပစ္စည်းများဝင်လာတတ်ပါတယ်အပူလောင်တတ်တယ်ချစ်သူစီးမှတရင်ကောင်းကြရမယ်နှစ်ကိုပါတော့ကဏ္ဍများချိုးပေးပြီးကံကောင်းသောရောင်မှာအနီရောင်နဲ့ပန်းရောင်ဖြစ်ပါတယ်ရေရယမိမိရဲ့ရှိဖျားမှာတပီ20ညွန့်ကတ်လို့ပါတနင်္လာသားသမီးများလုံးကိုစိတ်နှဖျားကြမှာချမ်းသာကြပြီးကောင်းချိုးချမ်းသာ ာများပုံမရရှိကြပါစေ။ဒနလာသားသမီးများတွေတိုက်ဆိုင်မှန်ကမကကော်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။ အင်္ဂါအသားသမီးများတွေတနေ့တာဟော့စတန်စီးပွားရေးယူမှုရေးအစစအရာရာအဆင်ပြေအောင်မြင်နေမဲ့နေ့ဖြစ်ပါတယ်။ရွှေလဝေရဏာများဝန်တတ်တယ်။ကျမရေးမှာစိုးရင်ကြောင်မရှိတော့လဲခန္ဓာကိုယ်ပဲပဲအချမ်းအောင်နေတတ်ပါတယ်။အခြေမှန်တာယာနေမယ်။ကိုငါပါသောကနံများချိုးပေးပြီးကံကောင်းသောရောင်မှာအဝါရောင်နဲ့အနဲ့ရောင်ဖြစ်ပါတယ်။ရရရမင်းမြေရှိပြမှာကြောက်ကြောကတ်လိုပါ။အင်္ဂါအသားသမီးများလုံးကိုစိတ်နှပြကျမချမ်းသာကြပြီးကောင်းကျိုးဆန္ဒများပုံမရရှိကြပါစေ။အင်္ဂါ ားသမီးများတွေတိုက်ဆိုင်မှန်းမှားကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းဒီနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် ဘောရုံသားသမီးများတို့တနေ့တာဟောစတဲ့စိတ်ချမ်းသာစရာဝမ်းသာစရာသတင်းကောင်းတွေအပြည့်နဲ့နေ့တနေ့ပါဘာပဲလုပ်လို့ရဲရဲတင်းတင်းသားလုပ်လိုက်ပါကံခွန့်လန်းအထူးကောင်းသောနေ့ဖြစ်ပါတယ်အချီးအိမ်ောင်းကြီးမှာအထင်လွဲရောင်များနဲ့ကြုံနေရတဲ့ခြေောက်တစ်ဖက်ထိကြိုက်တန်းရရတာပါတယ်လေးခုနှစ်ပါသောကနမများချိုးပြီးကံကောင်းသောရောင်မှာအဝါရောင်နဲ့ရွှေရောင်ဖြစ်ပါတယ်ရရရမိမိရဲ့ရှိပြမှာနှစ်နှစ်သီးကတ်လို့ပါဘောရုံသားသမီးများလုံးကိုစိတ်နှပြချမ်းသာကြပြီးကောင်းချူချမ်းသာများပုံမူ ရရှိကြပါစေ။ဘရိုသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတစ်ခု ရေးပေးရပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။ ကြာသားရင်းသားသမီးများတွေတနေ့တာဟော့စတန်အလုံးနဲ့ပတ်သက်ပြီးရဝေးမှာအဆက်အသွယ်ကောင်းများရရှိမယ်အလုံးနေရာထိုင်ခင်အထူးကောင်းဝင်သောနေ့ဖြစ်ပါတယ်လက်မှထိခိုက်ဒဏ်ရာရတဲ့တဲ့အချိန်မှာစိတ်လုံးမကြစရာတွေများနေမယ်ငွေကြေးနဲ့ပတ်သက်ပြီးစကားပြောဆိုဖြည့်ရှင်းရတာပါတယ်ငါးကိုပါသောကဏ္ဍများအချိုးပေးပြီးကံကောင်းသောအရာမှာမိညိုရောင်နဲ့အညိုရောင်ဖြစ်ပါတယ်ရရရမိမိရဲ့ရှိပြားမှာရှုထမင်းကလို့ပါကြာသားရင်းသားသမီးများလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမောရ က်စီကြပါစေ။ဂျာတာပရိသသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခု ရေးပေးရပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။ တောက်ချာသားသမီးများတို့တနေ့တာဟော့စတယ်ရည်ရထားသောလုပ်ငန်းများကိုရဲရဲသာလုပ်ပါမုတ်ချအောင်မြင်မဲ့နေ့ဖြစ်ပါလေချစ်သူစီမလက်ဆောင်ရတဲ့တကန်ခွန်းလန်းအလွန်ကောင်းသောနေ့ဖြစ်ပါလေလေထိုးလေအောင်ဖြစ်တတ်တယ်လေကိုပါသောကရမ်းများချိုးပေးပြီးကန်ကောင်းသောအရောင်မှာအနေရောင်နဲ့ကြက်သွေးရောင်ဖြစ်ပါလေရဲရဲမိမိရဲ့ရှိဖြားမှာဖြော့ရီကတ်လို့ပါတောက်ချာသားသမီးများလုံးကိုစိတ်နှပြချမ်းမှာချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမရရှိကြပါစေတောက်ချာသားသမီးများတို့တိုက်ဆိုင်မှန်ကမကကောမန့်မှာတစ်ခုရေးပြီးရေးပြီး ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော် စနေသားသမီးများတွေတနေ့တာဟော့စတန်မိတ်ဆွေများနဲ့စကားပြောညှင်းခုန်ရတဲ့တဲ့စာချုပ်စာရန်ရှယ်ယာကိစ္စများအတွေ့စိတ်ညစ်ရမယ်ဝန်သားစရာသတင်းကောင်းကြားရမယ်ခြေတော်အောက်ပိုင်းထိကြိုက်မိတာပါတယ်အခြေအမှအထင်မြင်လွဲစရာများနဲ့ကြုံရတဲ့တဲ့နှစ်ခွန်းပွားသောကဏ္ဍများအကျိုးပေးပြီးကံကောင်းသောအရာမှအနီရောင်နဲ့ပန်းရောင်ဖြစ်ပါတယ်ရရရမိမိရှိပြားမှာမုံရင်ကားကလို့ပါစနေသားသမီးများလုံးကိုစိတ်နှပြံကြမှာချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမရရှိကြပါစေစနေသားသမီးများတွေတ ိုက်ဆိုင်မှန်ကမကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်ကျေးဇူးတင်ပါတယ်ဘေရင်ဟော့စတန် channel မှာမမကြီးဘေရင်ဆရာများရဲ့နေစဉ်ဟော့စတန်များအပတ်စဉ်ဟော့စတန်များလစဉ်ဟော့စတန်များနဲ့နေ့စဉ်ဟော့စတန်များပါပုံမှန်တင်ဆက်ပေးနေလို့ဘေရင်ဟော့စတန် channel လေးကိုလိုက် subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်တတနိုင်းသိအောင်လဲဘေးနားအခေါင်းလေးကိုလည်း နှိတ်ထားပေးခဲ့ဖို့မမေ့နဲ့နော်